တိုင်းဒေသမှုကနေပြီးတော့ကြိုလိုက်ပါရယ်ဒီကနေ့မှာတက်ဆက်ပြီးသွားမယ့်သတင်းတွေကတော့ထိုင်းနိုင်ငံကချနာပူရီပြည်နယ်စမ်းရွတ်မြို့နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ရင်မတော်တဆမှုဖြစ်ပွားရာကနေ၃တည်ဆုံပြီး15ဦးထပ်မနေထံရရှိတဲ့ဆိုတဲ့သတင်းတာကြီးမြို့နယ်မှာတာဆာညပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းအမျိုးသမီးကို၎င်းရဲ့ခင်မုံဖြစ်သူကရွေးကောက်ပွဲရှင်မြန်ခြင်းမပြုကိုရိုက်နှက်ခြင်းတတ်မယ်လို့ချင်းချောက်တဲ့အတွက်ဖမ်းဆီးအရေးယူထားတဲ့ဆိုတဲ့သတင်း UN လုံးမလုံးကြောင်ဘရာဇီးတမရာလူလာမလေးရှားခီးစဉ်အတွင်းရှုံချတဲ့ဆိုတဲ့တဲ့ ာဆီယံကြီးစင်အတွင်းမြောက်ကိုရီးယားခေါင်းဆောင်ခင်ဂျွန်နဲ့တွေ့ဖို့ဒေါ်နယ်ထရန့်ဆန္ဒရှိနေတယ်ဆိုတဲ့သတင်းစီယိုနာရိုကသောသမားဘုရားဂူ950ပြည့်မြောက်တယ်ဆိုတဲ့သတင်းအစိုက်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံကချနာပူရီပြည်နယ်ဆိုင်းရွံ့မြို့နယ်အတွင်းထောက်ထားမဲ့မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ရှင်မတော်တဆမှုဖြစ်ပွားခဲ့ပြီး၃တိဆုံး55ဦးထပ်မံနေတန်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ခရင်ငံကချနာပူရီပြည်နယ်ဆိုင်းရွံ့မြို့နယ်အတွင်းထောက်ထားမဲ့မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ရေမတော်တဆမှုဖြစ်ပွားရာကနေ၃တိဆုံးခဲ့ပြီး၅၅ဦးထပ်မံနေတဲ့ဒဏ်ရာရှိခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျာ။ အော်တိုဘလ25ရဲ့ဒေတာစံတော်ချိန်နနက်9နိုင်ဝဲခန့်ကကန်ချက်ပူရီပြည်နယ်ဆိုင်းယွန်းမြို့နယ်အတွင်းရှိစက်ခတ်လက်ပူရီကန်ချက်နပူရီလမ်းမကြီးမှာတန်ရားဖြစ်ပေရာမော်တော်ယာဉ်တစ်စီးမှာအချိန်ပြင်းစွာမောင်းနေလာစဉ်လမ်းဝေးတစ်ခုအရောက်မှာအချိန်မထိန်နိုင်ပင်ကားပပတ်ချန်နောက်ဘိန်းကျွတ်ထွက်ခါလမ်းပြီးသူတိမ်းမောက်သွားခြင်းဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်ကြောင့်အထောက်ထားမြန်မာနိုင်ငံသား3ဦးသေဆုံးက15ဦးထပ်မံနေထိခဲ့တဲ့အများရှိခဲ့ကြောင်းနဲ့ရှင်မောင်းဖြစ်သူနဲ့နောက်ထပ်အထောက်ထားမြန်မာနိုင်ငံသား10ဦးခန့်မှာအခင်းဖြစ်ပွားရအနည်းရှိတ ောက်အတွင်းသို့ထွက်ပြေးသွားကြကြောင်းနေထိုင်းသတင်းများကဆိုထားပါသည်။အဲဒီရင်မတော်တဆမှုကြောင့်ထိခိုက်ဒေဆုံးခဲ့ကြသူများအားကယ်ဆယ်ရေးဖွဲ့များကဆိုင်းယုံမျိုးရှိစေယုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနေတောက်အတွင်းထွက်ပြေးသွားကြသူများကိုလည်းထိုင်းအနာပိုင်များမှလိုက်လံရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ရာထောက်ထားမိမြန်မာနိုင်ငံသား9ဦးအားပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။ ရခုအော်တိုဘာလမှာထိုင်းနိုင်ငံကန်ဆက်နပူရီပြည်နယ်အတွင်းအထောက်ထားမိမြန်မာနိုင်ငံသား400ဝန်းကျင်မှာဒါရနာပိုင်များရဲ့ဖဲစည်းခြင်းခံခဲ့ရကြောင်းထိုင်းသတင်းဌာနများရဲ့ဖော်ပြချက်များအရသိရပါတယ်။ဆက်လက်ပြီးတော့တိုက်ကြီးမြို့နယ်မှာတာဆာညပါတီမှလွှတ်တော်ကိုယ်စားလှယ်တော်အမျိုးသမီးကို၎င်းရဲ့ခင်မွန်းဖြစ်သူကရွေးကောက်ပွဲရှင်ပြိုင်ခြင်းမပြုဖို့ရိုက်နှက်ခြင်းတက်မယ်လို့ချင်းချောက်တဲ့အတွက်ဖန်စီရေးယူထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်မှာတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတာဆာညာ မှလွှတ်တော်ကိုယ်တော်လေလောင်းအမျိုးသမီးကို၎င်းရဲ့ခင်မုန်ဖြစ်သူကရွေးကောက်ပွဲရှင်မြန်ခြင်းမပြုဖို့ရိုက်နှက်ခြင်းတတ်မယ်လို့ချင်းချောက်တဲ့အတွက်ဖန်စီအေးယူထားကြောင်းတရင်ရရှိပါရယ် တိုက်ကြီးမျိုးနယ်အုံမင်စုကြီးရွာနေဥကျော်လင်းထုံးခေါ်ခနန်းဟာတိုင်းရင်းသားစစ်တုံးညညရေးပါတီမှရွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့၎င်းရဲ့ဇနီးဒေါ်လေးလေးမြင့်အားပါတီစုံဒီမိုကရေစီထူထူရေကောက်ပွဲအားဝင်ရောက်ရှင်ပြိုင်ခြင်းမပြုရန်ရိုက်နှက်ခြင်းရေကောက်ပွဲအားဝင်ရောက်ရှင်ပြိုင်ပါကတပ်ပစ်မယ်လို့ချင်းချောက်ချင်းများပြုလုပ်ခဲ့တာကြောင့်ကျော်လင်းထုံးခေါ်ခနန်းအားအော်တိုဘလာ18ရက်နေ့မှာအုတ်ကန်နေမြေရေစခန်း ပ49မြင်းဆောင်2025ပါတီစိုဒီမိုကရေစီထွတ်ထွေရေကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖြစ်စည်းခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှား24ကကြီးနဲ့အမှုဖွင့်ရေးယူထားကြောင်းသိရပါသည်။ 2025ခုနှစ်ပါတီစိုဒီမိုကရေစီထွတ်ထွေရေးကောက်ွယ်ကျင်းပမှုကိုပြပြစီရည်ရည်ရည်လူမှုကွန်ရက်စာမျက်နှာများအများပြည်သူဆိုင်ရာနေရာများ၌ဟောပြောခြင်းပြောဆိုခြင်းစီယုံလှုပ်ဆော်ခြင်းဆန္ဒပြခြင်း စာရေးသားခြင်း ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစာအုပ်နှင့်နှောက်ရှက်ဟန်တာဖျက်ဆီးခြင်းများ ရွက်ကောက်ဝယ်ဆိုင်ရာလုပ်ငန်းစဉ်များအားထိခိုက်ပျက်စီးအောင်နှောက်ယှက်ဟန်တာဖျက်ဆီးခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစိုဒီမိုကရေစီထူထူရွက်ကောက်ဝယ်များကိုနှောက်ယှက်ဟန်တာခြင်းမှကကွယ်ပြီးဥပဒေနဲ့အညီအရေးယူခြင်းများဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိပါသည်ယူအန်လုံးမလို့ဖူလို့ဘရာဇီးတမရလူလာမလေးရှားခီးစဉ်အတွင်းရှုံချရတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ယူအန်ကလုံးသမဂအဖွဲ့ရဲ့လုံးမလို့ကြောင်းမလေးရှားကိုရောက်ရှိနေတဲ့ဘရာဇီးတမရလူလာတာစီဘာကအော်တိုဘောလာ25ရက်နေ့ကရှုံချပြောဆိုခဲ့ပါတယ်။ ကွာလာလမ်ပူးမှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံခဲ့ပြီးနောက်ပြုလုပ်တဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာလူလာက UN အလုံးမလုံးတော့ကြောင်း UN ကရှေ့ဆက်အရေးမပါတော့တဲ့အခြေအနေကိုရောက်ရှိနေပြီးဒီတိုင်းဆက်သွယ်ရေးမဖြစ်ကြောင်းဖွေဖန်တတိပေးခဲ့ပါတယ်။အခုဆိုရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီကအလုံးမလုံးတော့ဘူးနောက်ပိုင်းဖြစ်လာတဲ့စစ်ပွဲတိုင်းဟာအဲ့ဒီလုံခြုံရေးကောင်စီအဖွဲ့ဝင်ပါဆိုတဲ့နိုင်ငံတွေကပဲညှိနှိုင်းမှုမရှိတာဝန်ခံမှုမရှိပဲစတင်ခဲ့တာလို့ဘရာဇီးတမရကတုံ့တက်ပြောကြားခဲ့ပါတယ်။ အိမ်နောက်၎င်းကဂါဇာကမ်းမြောင်မှာကာလကြာရှည်တည်ကြည်ဒုက္ခရောက်နေတာတွေကိုမြန်မာလျှက်နဲ့ဘာလို့နှုတ်ဆက်နေနေတာလဲလို့လည်းမိကုံထုတ်ခဲ့ပါတယ်။ဒူလာကဒေါ်နယ်ထရန့်ကိုယူရပြီးခေါင်းဆောင်တဦးအတွက်ခေါင်းမော့ရှောက်နိုင်မှုကနိုဘယ်ဆုထက်အများကြီးအရေးပါပါတယ်လို့လည်းပြောကြားခဲ့ပါတယ်။အင်မီရိုကိုပြန်လဲအခြေချပြီးတဲ့ကထရန့်ဟာမြတ်စွာဘုရားစစ်ပွဲတွေကိုကြောင်းဝင်ဖြစ်ရှင်းပြီးခဲ့တဲ့သူကတာငြိမ်းချမ်းရေးနိုဘယ်ဆုရတဲ့နယ်လို့အချင်းချင်းပြောဆိုခဲ့ပြီးတကယ်တမ်းဆုနဲ့လွှဲချော်ခဲ့ပြီးနောက်မှာနော်ဝေးနိုဘယ်ကော်မတီကိုပြစ်တင်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ အာရှခီးစဉ်တွင်မြက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်နဲ့တွေ့ဖို့ဒေါ်နယ်ထရန့်ဆန္ဒရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်တမရဒိုနယ်ထရန့်က၎င်းရဲ့အာရှခီးစဉ်တွင်မြက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်နဲ့တွေ့ဆုံတို့ရဲလို့အော်တိုဘားလ24ရက်နေ့က F1 လေယာဉ်ပေါ်မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါပြင်ကင်းနဲ့၎င်းတို့ကြားကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့လည်းထရန့်ကပြောကြားခဲ့ပါတယ်။ထရန့်ဟာတမရအဖြစ်ပထမအကြိမ်တာဝန်ယူစဉ်2019ခုနှစ်က ကင်ဂျွန်နဲ့လက်ဆွဲနှုတ်ဆက်ခဲ့ပြီးမြက်ဂရီးယားမျိုးပေါ်ခြေချလိုက်တဲ့ပထမဆုံးအမေရိကန်သမ္မတအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။တောင်ကိုရီးယားနှစ်နိုင်ငံကိုပိုင်းခြားထားတဲ့နေဆက်စစ်မဲ့ဆုံးမှာ၎င်းတို့နောက်ဆုံးတွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်ပါတယ်။မြက်ဂရီးယားဘက်ကနှစ်နိုင်ငံစီးနှီးပွဲအတွက်ကြိုတင်သတ်မှတ်ချက်အဖြစ်၎င်းတို့ကိုနျူကလ িয়ার နိုင်ငံအနေနဲ့အတိအမှတ်ပြုဖို့တောင်းဆိုလာမယ်ဆိုပါကထရမ့်ဘက်ကလက်ခံမှုရှိမရှိသတင်းတွေကမေးမြန်းခဲ့ရာသူတို့ကနျူကလ িয়ার နိုင်ငံလိုမျိုးပါပဲသူတို့စီမှာနျူကလ িয়ার လက်နက်တွေအများကြီးပဲလို့ပြန်ဖြေခဲ့ပါတယ် နော်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကိုဆွန့်လွတ်ဖို့တောင်းဆိုနေခြင်းကိုအမေရိကန်ကရပ်တန့်လိုက်မယ်ဆိုရင်တမရထွန်းနဲ့တွဲဆုံဖို့လက်ခံမယ်လို့ကင်ညွန်ကပြောဆိုခဲ့ပြီးတောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝင်ကြီးရဲ့အဆိုအရထရန့်တောင်ကိုရီးယားကိုလာရောက်တဲ့အခါထရန့်နဲ့ကင်တို့ထပ်တွေ့ဖို့လာလာအတော်များပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ထရန့်ရဲ့အာရှခီးစဉ်ပထမဆုံးနိုင်ငံကမလေးရှားနိုင်ငံဖြစ်ပါတယ်။သူရဲ့ရည်ရွယ်ချက်ကမလေးရှားနဲ့ကုန်သွယ်ရေးသဘောတူစာချုပ်ချုပ်ဆိုဖို့ ်ကမ္ဘောဒီးယားနဲ့ထိုင်းတို့အကြားညီညာရေးစာချုပ်လက်မှတ်ရေးထိုးတာကိုအတိအသတ်အဖြစ်ပါဝင်ဖို့လိုဖြစ်ပါတယ်။အိန္ဒိယအော်တိုဘလ29နှစ်မှာတိုကျိုကိုတောင်းရမှာဖြစ်ပြီးနောက်တစ်နှစ်မှာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ဆာနာအေရာကန်ချီနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။အာရှကိစင်တွင်ထရန့်ရဲ့အရေးပါသောနိုင်ငံကတောင်ကိုရီးယားဖြစ်ပြီးအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEX ထိပ်သီးစည်းဝေးမတိုင်မီအော်တိုဝါလ29ရက်နေ့မှာပူဆံမြို့ကိုတွားရောက်မှာဖြစ်ပါတယ်။ထရဟာတန်ဂိုရီယာတမရလီချင်းမြောင်နဲ့တွေ့ဆုံမှုစီစဉ်ထားပြီးစီးပွားရေးကောင်းဆောင်တွေအမေရိကန်နည်းပညာလုပ်ငန်းရှင်တွေနဲ့လည်းနေ့လယ်စာညစာတွေအတူတုံးဆောင်မှာဖြစ်ပါတယ်။အဲဒီနောက်အော်တိုဝါလ30ရက်နေ့မှာတရုတ်တမရရှီချင်းပင်နဲ့တွေ့ဆုံမှာလည်းဖြစ်ပါတယ်။ မြေရှားတတ္ထုတင်မမှုနဲ့ပတ်သက်ပြီးကနအူးမှာထရန်ကရှင်းနေတွေ့ဆုံမှုကိုပယ်ဖျက်မယ်လို့ချင်းချောက်ခဲ့ပါသေးတယ်။ထရန်ကပထမဆုံးချိန်ဖြစ်သမရဖြစ်လာပြီးနောက်ကင်ညွန်နဲ့မြန်နယ်ချင်းဆိုင်၃ချိန်တွေ့ဆုံခဲ့ပါရယ်။စင်ကာပူမှာ၁ချိန်၊ဗီယက်နမ်မှာ၁ချိန်၊နောက်ဆုံး၁ချိန်ကတောင်မြောက်ကိုရီးယားနယ်စပ်ဆက်မဲ့ဆုံမှာဖြစ်ပါရယ်။ဒါပေမဲ့နျူကလ িয়ার ဖြတ်သိမ်းရေးသဘောတူညီမှုကို၎င်းတို့ကြားမရရှိခဲ့ပါဘူး။ဒါအပြင်နောက်ပိုင်းမှာမြောက်ကိုရီးယားကတိုက်ချင်းပြေပယ်ရှင်းဒုံးကြီးတွေစမ်းသက်ပြုတ်လုပ်မှုတွေကိုတောင်ပြုတ်လုပ်လိုက်ပါသေးတယ်။ပြီးကြတဲ့လကမေခွန်းပြောကြားမှုမှာရော်ခင်က ဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီးအမတ်တရားကောင်းတွေ၎င်းမှာကြန့်ရှိနေတယ်လို့ထည့်သွင်းပြောသွားတယ်လို့နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆီရိုနာဒိုကစားသမားဘဝ950ပြည့်မြောက်တဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။အနာစာအသင်းကောင်းဆောင်ဆီရိုနာဒိုဟာအေဟာဇင်အသင်းကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲရဲ့ပွဲချိန်88မိနစ်မှာအသင်းအတွက်ဒုတိယဂိုးသွင်းယူခဲ့ပြီးနောက်ကစားသမားဘဝ950ပြည့်မြောက်ခဲ့ပါတယ်။ ၎င်းဟာကစားသမားတက်တန်တလျှောက် Sporting Lisbon တို့ငါကို Manchester United တို့155ကို Real Madrid အသင်းတို့ကို450 Juventus အသင်းတို့100ကို Arsenal အသင်းတို့106ကို Portuguese လိစင်အသင်းတို့143ကိုတွင်ယူထားတာဖြစ်ပါတယ်အမျိုးသားဘောလုံးသမိုင်းမှာကိုသွင်းအများဆုံးသောသမားအဖြစ်ရပ်တည်နေတဲ့စီရွန်ရီရဲ့နောက်မှာတော့မက်ဆီက892ဂိုး၊ပီလီက862ဂိုး၊ရီမာရီယိုက956ဂိုးနဲ့ပုရှ်ကတ်က925ဂိုးအတိအကျရှိနေပါတယ်။ ဇီရိုနရိုနေနဲ့အခုရတီမှာ sorry လီမှာ69သွင်းယူထားပြီးပြန်ပွဲစုံမှာတော့89ရှိနေပါတယ်။၎င်းဖို့9000အိမ်မဲအတွက်90တိတိတာလိုအပ်တော့တာလည်းဖြစ်ပါတယ်။99က50ပြည့်မြောက်ပြီးနောက်ဇီရိုနရိုကအသေးရဲ့နိုင်ပွဲအတွက်အကူအညီရလုံနဲ့950ပြည့်မြောက်တဲ့အတွက်ပြောင်းရွှင်ပြီးပါတယ်။နောက်ထပ်သွင်းကိုတွေလည်းအများနဲ့ဆောင်းလောင်းနေပါတယ်လို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။လေဘေးရုပ်တရေမနက်ပိုင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။